ရခိုင်ပြည်အများဥပြည်သူစည်းရုံကိုစစ်ကောင်စီကတက်တိုက်လျင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်တေဆုံးသူ30ကျော်နဲ့ဒဏ်ရသူ80ကျော်ရှိတယ်လို့သိရပါတယ်။ပြည်ပဆိုင်ရာလူခွေးနေဖြစ်တဲ့ဒီဇင်ဘာ10ရက်နေ့ည9:00နာရီကျော်မှာစစ်ကောင်စီကရအုပ်စည်းရုံကိုဘုံကျဲတက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ဘုံကျဲမှုကြောင့်ရအုပ်စည်းရုံမှာစေကူတမှုခံယူနေတဲ့လူနာတွေနဲ့လူနာဆောင်တွေထဲကအမျိုးသား16ယောက်နဲ့အမျိုးသမီး18ယောက်စုစုပေါင်း33ယောက်တေဆုံးမှုရှိခဲ့ပါတယ်။တေဆုံးသူတွေဟာဆက်ပြီးတော့မြင့်တက်နိုင်တယ်လို့ဒေသခံတွေက ပြောကြပါတယ်။ အဲ့လိုပဲအမျိုးသား16ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း28ယောက်ဟာလည်းပြည်မြေထဏာတန်းရှိခဲ့ပြီးအလက်စားနဲ့အငယ်စားတန်းရှိသူ49ယောက်တိရှိတယ်လို့သိရပါတယ်။ဘုံတဲမှုဖြစ်စဉ်အတွင်းမှာမြဝူးစေယုံပင်မဆောင်ကြီးခွဲစိတ်ဆောင်အယိုးဆောင်ခွဲစိတ်ခမအပါဝင်စေယုံဝင်အတွင်းကဝန်ထမ်းအင်အားစေယုံအနီးကလူနေအဆောက်အုံပျက်စီးမှုရှိခဲ့ပါတယ်။စက်ကောင်စီကအရတန်းနေထိုင်တဲ့ကြေးဝါတွေစာတင်ကြောင်းတွေနဲ့စေယုံဝါမရှင်တိုက်ခတ်နေတာကြောင့် ရခိုင်မှာ2023ခုနှစ်ကနေ2025စက်တင်ဘာလအထိအေသက်တည်ဆုံးသူ980နဲ့ဒဏ်အရှိသူ2054ယောက်တို့ရှိတယ်လို့ ULA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖော်ပြရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရုံး HTCO ကထုတ်ပြန်ထားပါတယ်။အဲ့ဒီထက်မှာလေကြောင်းတက်ခတ်ခံရတာကြောင့်တည်ဆုံးသူ443ယောက်နဲ့ဒဏ်အရှိသူ1055ယောက်တို့ရှိတယ်လို့ HTCO ဆိုင်ရာသိရပါတယ်ခင်ဗျာ။